ရှင်ဥစွာဘုရားသခင်ကျေးတော်ချီးမွမ်းပါれအားလုံးမင်္ဂလာပါခင်ဗျမင်္ဂလာပါဟုတ်ပြီဒီနေ့အခြေပြုချမ်းလေးရတော့ if a khan နဲ့စာပိုက်ရှစ်ဖြစ်ပါれအလုံးလွတ်ရတဲ့ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကဲတင်ချင်းတို့ရောက်ရဤကိုအလူလျောက်ရောက်သည်မဟုတ်ဘုရားသခင်တနာတော်မူရာဖြစ်တည်းပြောတယ်ကျွန်တော်နေနဲ့ဒီနေ့ခေါင်းစဉ်လေးကို မင်္ဂလာတရား၃ပါးလို့နာမည်ပေးခြင်းနော်အဲ့တော့နံပါတ်၁မင်္ဂလာကတော့ဂျေဇုမင်္ဂလာနော်ဖြစ်တယ်နံပါတ်၂ကတော့ကောင်းကြီးမင်္ဂလာဖြစ်တယ်နံပါတ်၃ကတော့စုမင်္ဂလာနော်ကျွန်တော်ခရိယန်တတ်တာမှာတလားရမယ်သူကမင်္ဂလာအဆင့်ဆင့်ပေါ့ဒါလိုလေဒါလိုလေးပဲနားလည်ပေးစေချင်တယ်နော်ပရမဆောင်ကတော့ခုနယုံကြည်သောအဖြစ်ဂျေဇုတော်ကြောင့် ကဲတင်ချင်းတို့ရောက်ရည်ကိုလူလျောက်ရောက်တယ်မဟုတ်ဘုရားခင်တနာတော်မူတာဖြစ်တယ်ဆိုတာဗာမင်္ဂလာလဲဆိုတော့ကျေးဇူးမင်္ဂလာခေါ်တယ်ဆိုတော့ယုံနိုင်တဲ့အခွင့်ကလည်းကျေးဇူးတော်တသက်ကြောင့်ယုံနိုင်တဲ့အခွင့်ရှိတာဟောနော်အဲ့တော့ပြင်ယုံယုံနဲ့သူကကဲတင်ချင်းရတာဟောနော်ဖခင်ကလှုပ်ပေးတဲ့ဟာကိုက ယုံကြည်လက်ခံတဲ့ခါမှာကယ်တင်ခြင်းရတယ်။နော်ဒါခြေစူးမင်္ဂလာဖြစ်ပါတယ်။ဖခင်ဘက်ကတစ်ဖက်သက်လွတ်ပေးတာဖြစ်တယ်။အဲ့ဒီမင်္ဂလာကနော်အဲ့တော့တစ်ကောခံ5စပတ်တနေ့မှာအဲ့ခြေစူးမင်္ဂလာကိုဘယ်လိုရတယ်လဲဆိုရင်တော့နော်စပတ်တနေ့မှာဖတ်ပဲနဲ့ တောင်းဖို့ဖတ်မယ်ငါဒီကိုယ်တိုင်ခံယူသည့်တိုင်တင်တော်ရှိဦးစွာအပိသောကြောင့်ရဟုံမူကခရစ်တော်သည်စံစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူတကြိုပြီးမှစံစာလာသည့်အတိုင်းသုံးရက်မြောက်သောနေ့၌ထမြောက်တော်မူ၏ဒါအေဝံဂေလိတရားနော်အေဝံဂေလိတရားကိုကြားပြီးတော့မှယေရှုစံစာလာတဲ့အတိုင်းဒီလောကကိုလူစားလေးလာခိုင်းတယ် ပင်ချမ်းသာလာတဲ့အချိန်ကျွန်တော်ရဲ့အပြစ်တွေအသေးခံပြီးပင်ချမ်းသာလာတဲ့အချိန်မှာ၃ရက်မြောက်သောနေ့မှာအသက်ပြန်ရှင်တယ်။နော်ဒါအီဝူမီလီတရားအတူချုံပြောတာ။အဲ့တော့အဲ့ဒီသတင်းတရားကြားပြီးတော့မှယေရှုလောကတိုင်းမှာငါရဲ့အသေးခံငါရဲ့အပြစ်ငဲတံတို့ကိုစားဖြစ်တယ်။ယေရှုတည်ခြင်းမြစုမှာအောင်းနေဆိုတော့ငါဖြောင့်မတ်တော်သူဖြစ်ပြီးဆိုရက်နော်ဖြောင့်မတ်တော်သူဖြစ်တယ်ဆိုရက်တက်တည်ဖြစ်တယ်ဆိုပြီးတော့မှ ယေရှုမိမိကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတယ်ဆိုရင်သူဟာယေရှုဝိညာဉ်တည်ဟူသောတန်ရှင်သောဝိညာဉ်တော်ကိုခံရတယ်။ဟောနော်ခံရတယ်။အဲ့တော့တန်ရှင်သောဝိညာဉ်တော်အပြင်ခမဲတော်ဖျားနေတဲ့လကောတားတော်နေတဲ့လကောယင်းနီးဆိုတိကျွမ်းရတဲ့ခွန်ရသွားတယ်အဲ့လူကအဲ့ဒါကိုထာဝရအသက်လို့ခေါ်ပါတယ်။ဟောနော်ထာဝရတဲ့ဝိမှုကား နော်ငါ့ကိုဆင်းလွတ်တော်မူသောခမဲတော်ဖခင်နဲ့တားတော်တိကျွမ်းခြင်းတည်းလို့ပြောတယ်ယောဟန်ခန်းစခွန်နော်စာပိုက်နှစ်မှလာမှသူရှိတယ်အဲ့ဒါထာဝရတက်ဆရာအဲ့ဒါဆိုမေးစရာကထာဝရတက်ရဖို့ကျွန်တော်တို့လုံနိုင်တာရှိလားမရှိဘူးယေရှုလုတ်ပေးတယ်ဖခင်ဘက်ကတစ်ဖက်သက်လုတ်ပေးတဲ့အရာကိုကျွန်တော်ယုံကြည်လိုက်ဒါနဲ့ ကျေးဇူးတော်တက်တဲ့ကြောင့်ကျွန်တော်ထာဝရတဲ့ရတာဖြစ်တယ်။ဖခင်သားမီးဖြစ်ခွင့်ရတာဖြစ်တယ်။အဲ့ဒါကျေးဇူးမင်္ဂလာလို့ခေါ်တယ်။ကျေးဇူးမင်္ဂလာဆိုတာယုံယုံနဲ့ရတာ။ဘုန်းတော်နော်။အဲ့တော့ဒီမတ္တခန်၈ထဲမှာစာပိုက်73မှာဗာပြောတမှုကောနေတမှုကောနေလေးမဟုတ်ဘူး sorry နော်။အဲ့ဒီမှာတမှုတယောက်ကယေရှုပင့်တယ်သူ့သားကသူ့တပည့် တပည့်ကလေဖြတ်နေတာလေဖြတ်နေတဲ့ခါကျတော့ယေရှုတော့ပင့်တယ်နော်တော့ပင့်တဲ့ခါကျတော့ယေရှုကလာတာပေါ့လာတဲ့ခါမှာတမွတ်အင်ရှက်နဲ့စောင့်ပြီးတော့မှသူ့ရဲ့အိမ်မိုးအောက်ကိုနင်းဖို့အတွက်မထိုက်တန်ဘူးတဲ့အဲ့ဒါကြောင့်အမိတ်ပဲပြီကျွန်တော်တမွတ်ဖြစ်တယ်နော်ကျွန်တော်ပါဇက်ကတယောက်ကိုဘာလို့ပါဘယ်သွားပါဘယ်လာပါလို့ပြောရင်သူလုတ်တယ်ပေါ့ တကယ်လဲသူပြောတဲ့အတိုင်းဖြစ်တယ်ပေါ့နော်ဖြစ်တယ်အဲ့ဒါကြောင့်ကိုရောတဲ့ကိုရောပဲကျွန်တော်ရင်ဝင်လာဖို့ကျွန်တော်မထိုက်တန်ဘူးတဲ့နော်အမိန်ပေးလိုက်ပါတဲ့အဲ့ဆိုကျွန်တော်ငယ်သားကြားမှာလိမ့်မယ်ယေရှုပြောတဲ့ခါမှာယေရှုကဘာပြောလဲဆိုတော့နော်စာပတ်73မှာတမူအားတင်သွားတော့ယုံဒီနေ့ညီတင်နဲ့ဖြစ်စီဟုအမိန်တော်မူထိုခဏချင်းတွင်သူငယ်သားသည် အနာရောဂါကင်း၍တက်တာချင်းတို့ရောက်လေ။ဟာလေလုယ။နော်။အဲ့တော့တမို့ကသူ့တန်းအနာရောဂါပျောက်ဖို့အတွက်နော်။သူကောင်းတော့အချင်းနေပြင့်မို့လို့လားမလို့ဘူး။လို့ဘူးလို့လားမလို့ဘူး။ယုံတာနဲ့ကြမှာသွားတာ။နော်။ယုံဒီနိတင်းယုံကြည်ဒီနိငေတင်းနဲ့ဖြစ်စီ။နော်။ အဲ့ဒါလဲကင်တင်ခြင်းပဲဟုတ်နော်ပြောချင်တာကကြီးစွမင်္ဂလာသည်ဘာကိုရစီလဲဆိုတော့ကင်တင်ခြင်းဘာရလဲကင်တင်ခြင်းအခန်းကိုမှကြတော့ဘာတွေ့လဲဆိုတော့နော်ကျွန်တော်တို့ဒီဘာလဲဆိုတော့အခန်းကို7 20နှစ်မှာနော်ယေရှုသည်လက်ကျွေးထူမိမ့်မကိုမြင်တော်မူလင် ငါသမီးမစိုးရင်နဲ့သင်ယုံကြည်ခြင်းနဲ့တဲ့နာကိုငြင်းစေဘူးမိန်တော်မူ၏ထိုခဏမှဆ၍ထိုမိမသည်အနာကင်းပြောက်လေ၏လို့ပြောတာတွေ့ရတယ်။သွေးသူနာဆွဲတဲ့အမျိုးသမီးတယောက်ဖြစ်ဖြစ်တယ်။ဆယ်နှစ်လုံးလုံးသွေးသူနာဆွဲတယ်။ရှင်းသမျှတော့စီးစိမ်ဥစ္စာလည်းကုန်ပြီ။ဆရာဝန်လည်းကုန်ပြီ။ဒါအနာကပူတိုးလာတယ်။အဲ့တော့အဲ့သွေးသူနာဆွဲတဲ့မိမကနော် ယေရှုရဲ့အဝတ်တော်ဘဝကတို့လိုက်တာနဲ့ကြမ်းမာမယ်လို့သူယုံတယ်တို့လိုက်တာနဲ့ကြမ်းမာသွားတယ်ဆိုတော့ဟာလာယေရှုသူလှူလားမလှူကောင်းတော့ကျင့်ရောကျင့်ဖို့ယေရှုကတောင်းလားမတောင်းဘူးနော်ဖခင်ကောင်းလို့ကြမ်းမာသွားတာဒါပေမဲ့ယေရှုကပဲတင့်ယုံကြည်တင်းသည်တင့်တာကိုငင်းစီပြီနော်အဲ့ရ တင့်ယုံကြည်ခြင်းနဲ့တင့်ကိုကယ်တင်ပြီဆိုတဲ့စကားတင့်ယုံကြည်ခြင်းတင့်အနာငိမ့်စီပြီဆိုတဲ့စကားကျမ်းစာယေရှုပြောတဲ့စကားအများကြီးရှိတယ်။နော်အရာကကြီးစိုးမင်္ဂလာဖြစ်တယ်။ဟုတ်နော်စိတ်နှလုံးနဲ့ယုံလိုက်တာနဲ့ကယ်တင်ခြင်းခံရတာဖြစ်ပါတယ်။နော်အဲ့တော့ကိုဒုက္ခရောက်နေတယ်ဟုတ်နော်အခက်အခဲဖြစ်နေတယ်ပြဿနာဖြစ်နေတယ် ဘလုံးမမဖြစ်ရှင်းနိုင်ဘူးဆိုရင်ဆိုရင်အဲ့ဒါအဲ့အရာကိုဖျားစီရနေနော်အကူညီရဖို့အတွက်ကဲတင်ချင်းခံရဖို့အတွက်မဆာချင်းခံရဖို့အတွက်ခင်ဗျားတို့ကျွန်တော်အလူမလို့ဘူးကောင်းတော့ချစ်မလို့ဘူးဖျားကိုယုံရင်ရပြီအာမင်နားလေလားမင်းနော်တခြားနဲ့မလွဲနဲ့နော်တခြားနဲ့မလွဲနဲ့ ်ကောင်းခြင်းမင်္ဂလာတသက်အခုကကျေးဇူးမင်္ဂလာဒီကျွန်တော်ယုံယုံနဲ့ရတယ်ဟောနော်အဲ့ဒါကငရဲကလွတ်ဖို့လဲယုံယုံနဲ့ရတယ်ဟောနော်ဖခင်ထင်ကနေကျေးဇူးပြုခြင်းခံရဖို့အတွက်နော်ယုံယုံနဲ့ရတယ်အကယ်တင်ခြင်းနဲ့ဆိုင်တယ်ဟောနော်ယုံယုံနဲ့ရတယ်အာကျေးဇူးမင်္ဂလာဖြစ်ပါတယ်ဒါကျွန်တော်အနေနဲ့ ကျန်တာမရှိနေယုံကြည်ခြင်းလည်းတော့အများနဲ့ရှိဖို့လိုတယ်။ဟောနော်ယုံကြည်ခြင်းလည်းအများနဲ့ရှိဖို့လိုတယ်လို့ပြောချင်တယ်။အဲဒါလောက်လေးပဲပြောချင်တယ်။နောက်ကြတော့ကောင်းချီးမင်္ဂလာကောင်းချီးမင်္ဂလာကြတော့ကျွန်တော်တို့နော်တော်တော့ယုံယုံနဲ့မရဘူးကွ။ဟုတ်နော်ကဲတင်ချင်းကတော့နော်ကျေးဇူးမင်္ဂလာနဲ့ဆိုင်တယ်လေအဲ့ဒါကျန်တဲ့ကောင်မလုံနိုင်တဲ့အရာကို 用几斤钱呀？啊，刚进门了，接着用不着来对那看那小了，啊，呃，第二家看那啥戏家，呀？讲到啥时候拍没得下那场戏来没拍呢？我比来说喽，三百多个那十来天，一年我迅速的咩都毕业了，如果定的军上青牙。 သင်ဖျားသခင်ထာဝရဘုရားစကားတော်ကိုစစ်စစ်နားထောင်လင်သင်ဖျားခင်ထာဝရဘုရားဒီလူမျိုးတကာတို့ရဲ့တင့်ကိုချင်းမြောက်တော်မူမည်နော်ချင်းမြောက်မှာခုနကတော့ဒုက္ခထဲရကဲတာဟုတ်နော်ပြဿနာထဲရကဲတာအခုကျတော့ဒုက္ခမဟုတ်ဘူးပြဿနာမဟုတ်ဘူးချင်းမြောက်မှာဟုတ်နော်ကောင်းကြီးပေးမှာအဲ့လို တင်ပြခင်ထာဝရဘုရားစကားတော်ကိုနားထောင်ရင်တင့်ပေါ်သို့တက်ရောက်လက်တန်သောကောင်းချီးမင်္ဂလာများဟုမူကားတင်နေမြို့၌မင်္ဂလာရှိလိမ့်မည်တော၌မင်္ဂလာရှိလိမ့်မည်ပြောချင်တာဘယ်မှာနေနေနေရာနဲ့မဆိုင်ဘူးမင်္ဂလာရှိမယ်နော်သာသမီအဖြစ်၎င်းမြေတင်နာအဖြစ်၎င်းတရိษံဘွားသောတားငယ်အဖြစ်၎င်းတိုးနွားအစည်းဘွားအဖြစ်၎င်းမင်္ဂလာရှိလိမ့်မည် ဘယ်သူနဲ့တွေ့တွေ့မင်္ဂလာရှိမှာလောလောဆယ်တော့ကိုယ်ဆဲဆဲမှာနောက်ဆက်ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အမင်္ဂလာရှိလာမှာမပူနဲ့နော်ချင်းတောင်း night ၎င်းမုံနယ်တော့ခွန်းနယ်၎င်းမင်္ဂလာရှိလိမ့်မည်နော်စီဝိုင်းလို့လည်းမင်္ဂလာရှိမယ်မိမိအိမ်ထဲတော့ဝင်တော့ကမင်္ဂလာရှိလိမ့်မည်ပြင်တော့ထွက်တော့ကမင်္ဂလာရှိလိမ့်မည်နော်အိမ်မနေလည်းမင်္ဂလာရှိရတချို့အိမ်မနေမပြောလေတကြက်ကြက်ရံဖြစ်နေမှာမင်္ဂလာမရှိဘူး နော်အပြင်သွားရင်လည်းနော်မင်္ဂလာမရှိဘူးအင်္ဂလာလည်းအဆင်မပြေအပြင်နေလည်းအဆင်မပြေအဲ့လိုမဖြစ်အောင်ဘယ်မှာရှိရှိ မင်္ဂလာရှိမှာနော်တင့်တဖက်နဲ့ထသောယန္တူတို့ကိုတင့်မြင့်မောက်၌ထာဝရဘုရားသည်တန်ခတ်တန်ခံစေတော်မူမည်သူတို့သည်တလန်းသေးဖြင့်တင်ရှိရသို့လာတော်လဲလမ်းခွန်တွယ်ဖြင့်တင့်ရှိမှပြေးကြလိမ့်မည်တင်းဘာနာတိုက်၌၎င်းပြုတ်လေရာရာ၌၎င်း ထာဝရဘုရားတင့်ပေါ်မှာမင်္ဂလာတက်ရောက်စေခြင်းကမိန်တော်မူမည်။တင့်ဘုရားခင်ထာဝရဘုရားပေးတော်မူသောပြည်၌တင့်ကိုကောင်းချီးပေးတော်မူမည်။ပေးတော်မူသောပြည်ဆိုတော့တို့ကတော့ခန္ဓာပြည်ပေါ့။တို့ကတော့ကိုရှိရမယ့်နေရာကိုလွတ်မဲ့လို့ဟောနော်ကျွန်တော်ရပြည်တော်ပဲ။နော်အဲ့ဒါမှကောင်းချီးပေးခြင်းခံရမယ်။တင်းသည်သင်ပြခင်ထာဝရဘုရားပြညတ်တော်တို့ကိုစောင့်၍လမ်းတော်တို့လိုက်လင်ထာဝရဘုရား ချိန်တော်မူသည့်အတိုင်းသင်ကိုကိုယ်တော်အဖို့တန်ရှင်သောအမျိုးအစင်မြဲဖြစ်စေတော်မူမည်။သင်သည်ထာဝရဘုရားနာမတော်ဖြင့်ခေါ်ဝေါ်တမုတ်ခြင်းကိုခံရသောသူဖြစ်သည်ဟုလူမျိုးခတ်သိမ်းတို့သည်သိမြင်၍သင်ကိုကြောက်ရွံ့ကြလိမ့်မည်။ထာဝရဘုရားသည်သင်အားပေးခြင်းငါဘိုးဘေးတော်အချင်းစီတော်မူသောပြည်၌ဥစ္စာပစ္စည်းတားသမီးတရိษံအတူပွားမြေအသင်းနံများကိုကြွယ်ဝစေတော်မူမည်။ ်ထာဝရဘုရားသည်အချိန်တန်မှတင်းပြည်၌မိုးရွာစေခြင်းက၎င်းပြုလျာရာ၌ကောင်းကြီးပေးခြင်းက၎င်းဘာနာတော်တိုက်တည်ဟူသောမိုးကောင်းကင်ကိုဖွင့်တော်မူမည်။သင်သည်လူမျိုးများတို့အားချင်းငားရသောအခွင့်ကိုရှိလိမ့်မည်။သူတို့သည်သင်အားချင်းငားရသောအခွင့်မရှိရ။ထာဝရဘုရားသည်သင်သင်ကိုအမိမဖြစ်စေဘဲကောင်းဖြစ်စေတော်မူသဖြင့်သင်သည်အောက်၌မနေရဘဲ အပေါ်၌သာနေရတော်ခွင့်ရှိလိမ့်မည်။ယနေ့ငါဆင့်ဆိုသောတင်းပြခင်သာရပြိုက်ပြညတ်တော်တို့ကိုစောင့်ခြင်းကနားထောင်လင်။ယနေ့ငါဆင့်ဆိုသောစကားတော်လမ်းမထွက်ရလက်ရဖက်လယ်ဝဲဖက်တို့မလွဲအချားတစ်ပါးသောဖျားနောက်တို့လိုက်၍ဝုမပြုတ်ဘဲနေလင်။ထိုတုတ်သောကျေးဇူးကိုခံရလိမ့်မည်။အကောင်းကြီးမင်္ဂလာဖရာဂရိတော်ဖြစ်ပါ ဆိုတော့ကောင်းချီးမင်္ဂလာကြတော့သူကဘယ်လိုပေးလဲဆိုတော့သူကဂရိတော်နဲ့ဆိုင်တယ်နော်ဒါလို့ရင်ဒါရမယ်ငါစကားကိုသူလိုမင်းနာထောင်ရင်သူလိုကောင်းချီးရှိမယ်သူလိုလာတာဖြစ်တယ်ဘောပေါ့နော်ကောင်းချီးမင်္ဂလာချင်းမြောက်ချင်းနဲ့ဆိုင်သွားတယ်နော်အဲ့တော့ယာကုပ်အခန်းနဲ့စာပတ်20နဲ့26ထိဖတ်မယ်ဆိုရင်တော့သူက အပေါ်ပိုင်းဖတ်မယ်ဆိုတော့စာရန်တောင်မှပဲတဲ့ဖះကိုယုံလို့နော်သူကတုံ့နှုတ်နေတယ်သူတို့ပြောတာတွေ့ရတယ်ဒါပေမဲ့သူကစိတ်ကပဲယုံတာနော်အကျင့်မပါလှုပ်ချင်အောင်လှုပ်တယ်အဲ့လိုပြောတယ်နော်ဒီမှာစပိုက်စကူမှာရောက်ုတ်နဲ့နော်စပိုက်စကူမှာ ဖျားခင်တဇူရင်းရှိသည်ဟုတင်နေယုံ၏ကောင်းပေနတ်စိုးတို့သည်ယုံ၏ကြောက်ရွံ့တုန်လှုပ်ကြ၏အဲ့လိုပြောတယ်အဲ့တော့အောက်မှာဘာပြောလဲဆိုတော့လျှက်ပေါ်တော်လူအကျင့်နဲ့ကျင်းသောယုံကြည်ခြင်းသည်အတိဖြစ်တယ်ကိုသိချင်သလားဟောအဲ့တော့အကျင့်မကျင့်ဘူးစိတ်ကပဲယုံတယ်ဆိုရင်တော့အဲ့ယုံကြည်ခြင်းအတိတဲ့ဘာမှမဖြစ်လာဘူးတဲ့စာရန်နဲ့ နော်နှဆိုးယုံတယ်လို့ယုံတာနှဆိုးဖျောက်ယုံတာကြောက်လို့တုံလို့နေတာပဲတဲ့ဒါမဲ့လှုပ်ရှားလှုပ်တယ်ဟုတ်နော်အဲ့တော့ကျွန်တော်ကယုံကြည်ခြင်းကလည်းဒီနေရာမှာယုံတဲ့တိုင်လက်တွေနာခံလိုက်ရှောက်ဖို့ဖြစ်ပါတယ်ခုနကတော့နော်ယုံရင်ရပြီဟုတ်နော်နာခံလက်ရှောက်လို့ရလားမရဘူးလေဟုတ်နော်အဲ့ချိန်ကျမှဟာအဲ့ချိန်ကျမှ ငါကြင်ဦးမယ်ဆိုတော့ရမလားမရအောင်တည်သွားမှာအချိန်မမီဘူးဟုတ်နော်မရအောင်အကဲတင်ချင်းနဲ့ဆိုင်တယ်ဟုတ်နော်မကိုတားလိုက်တော့မချမ်းမှာဖြစ်တည်တော့မယ်အဲ့ရှင်ချမ်းမှာဟာငါကောင်းတော့ချင်းချင်းမှာငါဆူတောင်းတော့ဖះနားထောင်ပါပဲငါအလှထဲမှာပဲငါဆူတောင်းတော့နားထောင်မယ်အဲ့လိုမဟုတ်ဘူးနော်ဖရာငါငါတောင်းချမ်းမချင်းပေးမယ်ယေရှုအဖင်ယုံကြည်ပြီးနဲ့တကယ်ယုံကြည်ရင်ဆုတောင်းရင်ရမယ် ဟောနော်ကဲတင်း ရမယ်မဆန်းရမယ်ဒီကောင်ကျတော့အရေးကြီးကိစ္စမဟုတ်ဘူးကွယ်ကောင်းကြီးရဖို့ဆိုတာအရေးကြီးမဟုတ်လေမကားလို့ချင်းတယ်ဆိုတာအရေးကြီးမှမဟုတ်တာကောင်းမရလို့မတည်ဘူးလေဟုတ်မလားအကောင်းကြီးလေဟောနော်တိုက်လို့ချင်းတယ်ဆိုတော့တိုက်မရှိလို့လည်းမတည်ဘူးလေအရေးကြီးမဟုတ်ဘူးနော်ဒါကဲတင်းမို့မလို့မဟုတ်ဘူးဒါကရီတော်နဲ့ဆိုင်တယ်အဲ့ဒါရှင်းမြောက်ချင်းနဲ့ဆိုင်တယ်အဲ့ဒါကြတော့ကျွန်တော်သိဖို့ကနော် ်ယုံတဲ့တိုင်နာခံလက်လျှောက်မှာဖြစ်တယ်နော်ယုံတဲ့တိုင်နာခံလက်လျှောက်ခြင်းမရှိဘူးဆိုတော့အဲ့ဒီယုံကြည်ခြင်းကအတေတဲ့အဖျားစကားဆိုတော့ကြားစာကိုမယုံလားယုံတာပေါ့ယုံပေမဲ့တခါလေမှာကျွန်တော်နားထောင်လားနားမထောင်ဘူးနားမထောင်တဲ့ကိုယုံတဲ့ကြမ်းပိုက်တွေကအထက်မှာရှိတဲ့ကြမ်းစကားတွေကကိုယ်ပေါ်မှာဖြစ်လာမလားမဖြစ်လာဘူးအဲ့ဒါအတေငရဲကြမယ်လို့ပြောရှင်တာမဟုတ်ဘူး နားလည်လားမသိတော့ခုနကရိတော်အများကြီးလေကောင်းချီးမင်္ဂလာအများကြီးပဲပေးထားတာအဲ့ဒါကိုယ်စီမှာဖြစ်လာမလားမဖြစ်လာဘူးဟောနော်မဖြစ်လာဘူးအဲ့ဒါကြောင့်အသေးဆိုအဲ့ဒါပြောချင်တာအဲ့ဒီယုံကြည်ခြင်းအသေးတရားရင်နဲ့ကျွန်တော်တို့ခရယာနေပထမမြတ်ကနော်ယုံနေယုံနေငါသာဆုတောင်းတာပဲဒါမှမရတတ်ဘူးလို့ပြောရင်အဲ့ဒါကောင်းချီးဆိုတာကမှတ်ထားပါဂရိတော်နဲ့ဆိုင်တယ်လက်တွေ့နာခံလက်လျှော့တာမျိုးဖြစ်တယ် သိမှာပါနော်အဲ့တော့တားနေတော့သခင်ပြလိုတော်နဲ့ယင်မိဘစကားနားထောင်ကြတော့မိဘစကားနားထောင်ခြင်းမှုတွေတရားတော်မှုဖြစ်မိဘကိုယူသွေးဆိုပြုတော့အပြည့်ရတော်ကတင်ဒီပြတော်မှာကောင်းစားတက်တာရှင်မြေကျောင်းရဆိုင်တော့ပထမပညာဖြစ်လို့ပြောတာလေအဲ့ယုံတာပဲတားမီးဒါမဲ့မိဘကိုယူသွေးဆိုမပြုမိဘစကားနားမထောင်မှုဆိုရင်တော့ကောင်းစားမလားမကောင်းစားဘူးဟောနော်အသက်ရှင်မလား မရှိဘူးကျမ်းပါမလားမကျမ်းပါဘူးအဲ့တော့ယုံနေလေဒါပေမဲ့တောင်းစားမယ်အသက်ရှင်မယ်ကျမ်းပါမယ်ဆိုတော့ဖခင်ဂရိတော်ခိုင်းရမလားမခိုင်းရဘူးအဲ့တော့အရာဟုတ်ပါခေါ်လေအတေးအဲ့ယုံကြည်ခြင်းကအတေးလို့ခေါ်တယ်အဲ့ဒါကြောင့်ကျမ်းစာမှာအသက်ရှင်သောယုံကြည်ခြင်းလို့အင်္ဂလိပ်ကရှေးတော့ပြောတယ် living faith ဆိုတာနော်ကျမ်းစာမှာတော့မပါဘူးဒါပေမဲ့ အောက်ဖတ်မယ်ဆိုရင်တော့ရုံတဲ့တိုင်းလက်တွေ့ကျင့်ရင်ကောင်းကြီးရအဲ့ဂရိတော်နဲ့ဆန်တဲ့ကောင်းကြီးရတယ်အဲ့ဒါဆိုတော့အသက်ရှင်သောယုံရှင်လို့ခေါ်တယ်ဟာဒါကြောင့်ကောင်းကြီးမင်္ဂလာဆိုတာကြတော့ယုံတဲ့တိုင်းနာခံခြင်းရှိရတယ်နားလည်နော်ယုံတဲ့အချိန်တိုင်းနာခံခြင်းရှိရတယ်အဲ့တော့ now တော့အမဆိုကြပါဆိုဆေဖို့ဖို့ထည့်ရင်ဆေဖို့ဖို့ကောင်းကြီးလေးမျိုးရှိတယ် ပြီးတစ်ပတ်ကတင်ထားတယ်လေယုံတယ်လေဒါမဲ့မထက်ဘူးဆိုရင်အဲ့ဒီယုံကြီးကအသေးပဲအသေးဆိုတာငရဲကြမှာလားခုနဂရိတော်လေးခုမရမှာလားအဲ့လေးခုမရဘူးအဲ့ဒါပြောချင်တာယုံတာယုံတယ်မရဘူးနော်အဲ့ဒါကောင်းချီးမင်္ဂလာနောက်ဆုံးကြတော့ဗာလဲဆိုတော့ဆုမင်္ဂလာပြောကြပါလဲဆုမင်္ဂလာတိကောခန်းကိုကြည့်အောင် ဒါလေးပြောပြီးတော့ကျွန်တော်နားအောင်ตามရရင်လဲเนาะမမ္မဆိုလို့เนาะဟောလောက်နေ20 4တော့နေဖတ်ခြင်းတယ်เนาะတေကောခံကိုစပိုက်24 မီတယ်မီတလင်း၌ပြန်၍ပြေးသောသူအပေါင်းတို့သည် ပြန်၍ပြေးကြတော်လဲတယောက်တည်းတာလင်စုကိုရသည်ဟုသင်တို့မသိကြသလားစုကိုရမည်ကြောင်းပြေးကြလောပြန်ပွဲ၌ပြန်၍အချင်းချင်းတိုက်သောသူမိသည်ကအရာရာ၌တတ်မဲ့ခြင်းကိုချုပ်တီးတိုက်ထိုသူတို့သည်ညှိုးနှံပျက်စီးတတ်သောပန်းအိုးရကိုရခြင်းအလို့ငါပြုတ်ကြ၏ငါတို့မူကား မညှိုးနှွမ်းမပြတ်စည်းနိုင်သောပန်းဦးရစ်ကိုရချင်းအလို့ငါပြုကြ၏အဲ့တော့နော်စုရပို့ကြတော့ပြေးပါဘူးကျူးစားခိုင်းတာဟဲ့နော်ကျူးစားခိုင်းတာကျူးစားရဲဆိုကိုကိုချုပ်တီးရတယ်ကိုအလိုအလုံးကိုရှောင်ရတယ်နော်ဖယားလိုတဲ့အသက်ရှင်ရတယ်အဲ့ဒါကမလွယ်တဲ့အတွက်စူးစမ်းမရတာ နော်အမှုတော်ဆောင်ရင်လည်းစူးစမ်းရမယ်အလုံးလုံးရင်လည်းစူးစမ်းဟိုကြောင်းသူတမီးလည်းစူးစမ်းဟောနော်အဲ့တော့စတာတပ်ကိုစူးစမ်းတာမဟုတ်ဘူးငါဘွဲ့ရရင်အမှုတော်အတွက်ဆိုပြီးတော့စူးစမ်းတာဟောနော်ဥမာရေမအလုံးလုံးနေတဲ့အခုစူးစမ်းရမယ်အဲ့တော့ငါချမ်းသာဖို့စူးစမ်းတာမဖြစ်အောင်ငါဆေဖို့ဖို့ထဲဖို့ဟောမလားအေးဝင်လေအလုံးကိုထဲဖို့အတွက် ဆိုတော့မှအလုတ်ကိုစူးစမ်းလောရဟောနော်အမှုတော်ဆောင်တဲ့လူကလည်းအတိုင်းပဲဘုရားဖို့ဟောလူရကတင်းကြဖို့စူးစမ်းရတယ်နော်အဲ့လိုစူးစမ်းတော့သူကတော့စုကိုရိုနာတွင်စုတရဖို့ရရှိမှာဖြစ်ပါတယ်အာမင်နော်အဲ့တော့သုတ္တဖို့၅မျိုးရှိတယ်လေ။နော်။ဓမ္မတရဖို့ပြင်အတ္တတရဖို့ ပြီးရင်ဗာလဲဝမ်းမြောက်ဝါကြွခြင်းဥယျာတရဖူပြီးမညွန်းမပျက်စီးတတ်သောပန်းဥယျာတရဖူပြီးရင်ဘုံကြီးသောဟာလာဥယျာတရဖူနော်တရဖူ၅မျိုးရှိတယ်အဲ့တော့ယေရှုနဲ့တွေ့တဲ့အခါမှာခြေဆောင်ခြင်းမှာကျွန်တော်တို့ဟာနော်ဆုချီးမြှောက်ဖို့ရှိပါတယ်များစွာသောအမှုခွင့်တွေအပေးမယ်ဆိုတာလေတင်းသခင်နဲ့ဆိုစီစဉ်ဝင်စားလို့ဆိုတာလေအဲ့မှာဆုပေးဖို့ရှိတယ် အဲ့ဒါကလူတိုင်းမရနိုင်ဘူးလောကမှာကောင်းချီးမင်္ဂလာတွေရတိုင်းကိုရောနဲ့တွေ့ရင်အချင်းမွန်ခံချင်မခံရမှာဟုတ်နော်အဲ့တော့ဆွေရချင်မရမှာအဲ့ဆွေရဖို့ကြတော့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲစူးစားရမယ်ပြီးတယ်ဆိုတာစူးစားတာပြိုင်တယ်လေစူးစားတာဖြစ်ပါတယ်အဲ့စူးစားခြင်းကအမှုရဆောင်အလုံးကကျွန်တော်အမှုရဆောင်ပဲခုနပြောပြီးသွားရင်ကျောင်းတော်လည်း 木能、啊、上呗，都走了上班呗，忙公作、外出呗、写文凭呗，要家人来住、哎没,呃、没？没不，不像别人一样呗，俺没有毛不，怎嘛，了？俺写文凭，喏，到那公安局，俺录没？收了嘛？出啥了？咋木能是出啥了呗？谁把路在录了？ ငါဆက်ဖို့တော့များများထဲဖို့အေးဦးလေးလိုရဲ့များများထဲဖို့ဘုရားသခင်ဘုတ်တင်ရှားဖို့စင်းရဲသားတွေငါကူညီဖို့အသင်းတော်အတွက်ဘုရားကြောင့်ရှားဖို့ဆိုပြီးတော့မှသူကစူးစမ်းတယ်ဒါလည်းအမှုတော်ဆောင်နေတာပဲစူးစမ်းတာသူများတို့တရားဟောရှင်မဟောမှာဗောအဲ့တော့တရားဟောတဲ့ကျွန်တော်တို့ကလည်းနော်တပတ်တစ်ခါလေးပဲအာတေတာဝန်ကြီးအဲ့လိုမျိုးမဟုတ်ဘူးနော်စူးစမ်းရအမှုတော်ဆောင်တယ်တော်တာထိုးခြင်းအရေးကြီးဆုံးပဲနော် မင်းတို့စူးစမ်းပြီးအမှုတော်မှာဆောင်တော်တော့ချိန်ချင်းခံရစီယေရမိထဲမှာရှိတယ်နော်ဒါကျွန်တော်ကျန်တဲ့လူမပါဘူးတကယ်အချိန်ပြည့်အမှုတော်ဆောင်နေပြောတာနော်အဲ့တော့အလုံးမလုံးချင်တော်သူအစာမစားခြင်းနဲ့ဆိုတာနော်အတကယ်အမှုအချိန်ပြည့်အမှုတော်ဆောင်နေအဲ့အလုံးလုံးချင်းတွေကဟောနော်တကယ်အလုံးလဲလောက်တာရှင်ပေါ်လို့อ่ะနော်ပြီးရင်လဲတကယ်ဤဝင်လေးလဲအတိလဲလောက်တယ်ပြီးရင်လဲ အင်းဝင်လေးလို့ပို့တဲ့လွှဲတဲ့ငွေကြီးလဲအတင်လဲရှာတယ်နော်အဲ့လိုမျိုးအဲ့တော့အဲ့လိုစူးစားရင်ကိုရိုနာတွင်ဘာရမလဲဆွေရမှာဖြစ်ပါတယ်အာမင်ကြည်ကိုရိုနာတွင်ရမယ့်ဆုကနော်စားလို့ကုန်သွားတာမျိုးဝတ်လို့ဟောင်းသွားတာမျိုးမရှိဘူးလေနှိမ့်ဆက်ထားရတော့ဖြစ်ပါတယ်သူပြခင်ဘုန်းကြီးပါစေအာမင်နော်အဲ့ဒါကြောင့်တင်းနေ မင်္ဂလာ၃ပါးမမိပါနဲ့เนาะယုံကြည်ခြင်းတစ်ခုရှိရင်ရပါတယ်ယုံကြည်ခြင်းတစ်ခုသာရှိစီလို့ကိုအကျင့်နေမကောင်းမစိုးစားနိုင်လို့စိတ်တော့မကြနဲ့ဟောနော်ယုံရင်ရှင်းတစ်ခုရင်ဖခင်ကပြစ်မပယ်ပါဘူးမပြစ်ပယ်ပါဘူးဟာပြစ်ပယ်ပါဘူးဟွန်းเออအရာအချစ်ခံမဲ့အရေးဆုံးမဲ့အေးအဲ့ဒါမှတော့ဘာရေးကြည့်လာလဲ ယုံကြည်အားကြီးခြင်းတို့ဟုတ်နော်အဲ့ဒါတွေတော့ရှိလာတာပေါ့အဲ့ဒီပုံမှာမူတည်ပြီးတော့တက်လာမှာပေါ့ကောင်းကြီးမင်္ဂလာနော်ကောင်းကြီးမင်္ဂလာတော့ပြန်ပြောမှဆိုရင်တော့ယုံတဲ့တိုင်လက်တွေ့နာခံလက်ဆက်ချင်းအဖြစ်ရပါတယ်ပြီးရင်ဆုမင်္ဂလာတော့ဗာလဲယုံတဲ့တိုင်ကျူစာအားထုတ်ရတယ်အဲ့ဒါဆိုရင်တော့ဆုမင်္ဂလာရမှာဖြစ်တယ်တော့အချုပ်အရေးကြီးဆုံးကတော့အရေးကြီးဆုံးကတော့ဗာလဲလို့ပြောရင် ဝိညာဉ်တော်မဆာဖို့လိုတယ်။အာမင်နော်အဲ့တော့ကောင်းချီးမင်္ဂလာရဖို့အတွက်ကျွန်တော်ကကောင်းချီးလိုခြင်းလို့နော်နောက်ခါမှကောင်းပါလေတဲ့ပိုကောင်းတာတော့နော်မြတ်တယ်ပေါ့အဲ့ဒါကတော့ချစ်လို့နားထောင်ပါအာမင်နော်ချစ်လို့နားထောင်ပါနော်အဲ့ဒါပုံမြတ်ပါတယ်နော်အဲ့တော့ ကောင်းကြီးမလူချင်းနဲ့လို့ပြောလို့လည်းမရဘူးလေလူချင်တာပဲလေဟုတ်မလားတော့မတက်တော့မတက်မဲ့မစင်းနဲ့ပေါ့နော်အဲ့တော့အဲ့ဒါဆိုရင်တော့ကျွန်တော်ကောင်းကြီးရမှာဖြစ်တယ်တော့အရင်ကတော့စကားနားထောင်ဖို့ကိုတက်နိုင်လားမတက်နိုင်ဘူးဝိညာဉ်တော့မဆားလိမ့်မယ်ကြိုးစားဖို့လေဘိုးတော်ပြောတယ်ငါတို့ခြားသမန်တို့တိုင်ကြိုးစားတယ်သူဆိုတော့ငါတို့ကိုယ်တိုင်ကြိုးစားလိမ့်မို့ငါထဲမှာရှိတဲ့ကျိုးတော်ကြိုးစားတယ်အာမင်အဲ့လိုပြောပါတယ် အဲ့တော့ကျွန်တော်တို့အတူရှိတဲ့ဝိညာဉ်တော်ကနော်ဟုတ်လားကျိုးသားနေပါတယ်မမေ့ပါနဲ့ကျွန်တော်ကဟုတ်ကဲ့လို့ဆုံးဖြတ်ရဖို့လိုတာပါဟုတ်နော်အဲ့ပေါ်မှာတဘိုးတက်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဖိလိပ္ပိခန်းစာပတ်73မှာပြောလဲဆိုတော့ငါတို့ဒီအလိုရှိစေခြင်းက၎င်းအကျင့်ကျင့်စေခြင်းက၎င်းငါတို့ထိုင်နှဆရဏတော်အဖြစ်ပြုပြင်တော်မူသောသူသည် ဘုရားသခင်ဖြစ်တယ်လို့ပြောပါတယ်အထက်မှာရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ကယုံဖို့လဲမဆလိမ့်မယ်နော်အဲ့တော့ယုံတဲ့တိုင်းလက်တွေ့နာခံဖို့လဲသွေးဆောင်နေတာမဆနေတာဖြစ်တယ်စ조사ဖို့လဲသွေးဆောင်မယ်မဆမယ်နမောနမဲမနေပါနဲ့ yes ဆိုပြီးတော့မှဆုံးဖြတ်ပါအဲ့ဒီပုံမှာနော်ကျွန်တော်ဆုံးဖြတ်တဲ့ပုံမှာ ဘုရားရဲ့နှုတ်ကပတ်တော်မှာရှိတဲ့နော်အတိုင်းဖြစ်သွားအောင်တကိုးတက်ရပြတော်မှာတကိုးတော်အလုတ်လွတ်သွားမှာဖြစ်ပါတယ်နော်အဲဒါကြောင့်ဒီနေ့စပြီးစုမင်္ဂလာကိုတက်လှမ်းတော်သူများဖြစ်ကြအောင်လို့ခွားပေးတဲ့နေကုန်းချုပ်ပါတယ်ကျွန်တော်အလုံးပြကောင်းချီးပေးပါစေအာမင်